မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးအတွင်ရှိငလျင်တန်းကြောင့်တိကြိုက်တန်းရာရရှိထားတဲ့ဒေသခံတွေဟာပြည်ပမှလာရောက်ဖွင့်လှစ်ထားတဲ့ယာယီစေယုံတွေမှာအလံဝေးတဲ့အတွက်သွားရောက်ကုသမှုနယ်ပါးကြောင့်မဟာလူမှုကယ်ဆယ်ရေးအသင်းမှဒူအိုခရာဦးကျော်ကျော်ဝင်းက CNN သတင်းဌာနကိုပြောပါရတယ်။ငလျင်ဘေးဒဏ်ကြောင့်တိကြိုက်တန်းရာရရှိခဲ့တဲ့ပြည်သူလူထုအနေနဲ့အစိုးရစေယုံကြီးတွေမှသာစုပြုံကစေဝါကုသမှုခံယူနေကြပြီးပြည်ပမှလာရောက်ဖွင့်လှစ်ထားတဲ့ယာယီစေယုံတွေမှာတော့လူနာနယ်ပါးလျက်ရှိတာကိုတွေ့ရပါရတယ်။အဲ့ဒီလိုလူနာနယ်ပါးရခြင်းမှာဒေသခံလူထုအနေနဲ့ပြည်ပမှယာယီစေယုံတွေ ေလာရောက်ဖွင့်လှစ်ထားသည်ကိုမသိရှိကြသူများလည်းရှိကြောင်းမဟာလူမှုကယ်ဆယ်ရေးအသင်းမှဒုခရဦးကျော်ကျော်ဝင်းက CNN သတင်းဌာနကိုပြောပါရယ်။ဒါဟိုလူမသိရလည်းကြည့်နိုင်နေရဒုရှင်ဒုရှင်ရပေါ့ဟိုအင်တာနက်လိုက်ပြီးမရတာတို့အဲ့လိုကြောင့်လည်းဖြစ်နေပါရယ်ခင်ဗျ။ကျွန်တော်တို့ရှိကြတဲ့ဟာကျွန်တော်တို့ကျွန်တော်တို့တေးုံပို့ရမယ့်ဟာလည်းမှတ်လာတယ်ဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးပို့ကြည့်လိုက်တော့ပို့ရဲအဲ့လိုလက်ရှားတွေကတော့ပြန်ပို့ကြည့်လိုက်တော့ကျွန်တော်တို့ကပို့ပြီးရခင်ဗျ။ဒါဝေးလဲဝေးတယ် ဒီကနေ့ကတော့ဒီကကျွန်တော်တို့ကနားနေတယ်အဲ့ဒါတွေပါလာတယ်ခင်ဗျာဒီကကျွန်တော်တို့ဒီနောက်နေကြတော့အဲ့လိုခွေးလေးကလည်းတကယ်မသွားနိုင်တော့ဘူးဒီအိမ်ကလည်းမီးတောင်လာနဲ့အင်ဂျီဝါနဲ့ဒီကတော့တကူကလည်းရမ်းပေါ်တော့ဒီကောင်ကပြည့်ပြီးတော့လည်းမပါကြကိုင်းချီလာကောင်းတယ်ဟိုကဲခါးရင်းနေကြတယ်မအိတ်ကြတာဆိုတော့အဲ့လိုမျိုးလေး မန္တလေးမြို့မှာငလျင်ဘေးဒဏ်သင့်ပြည်သူတွေအားကုသပေးနိုင်ဖို့အတွက်ဂျပန်၊အိန္ဒိယ၊တရုတ်နဲ့ရုရှားစတဲ့နိုင်ငံတွေမှယာယီဆေးရုံတွေဖွင့်လှစ်ကစေဝါကုသပေးလျက်ရှိပါတယ်။တရုတ်နိုင်ငံမှာဖွင့်လှစ်ထားတဲ့ယာယီဆေးရုံဟာလမ်း30 90နလန်းနဲ့83လမ်းကြားမှာရှိပြီးအိန္ဒိယမှာဖွင့်လှစ်ထားတဲ့ယာယီဆေးရုံဟာချမ်းမြတ်သာစီမြို့ရှိလေရင်ကွင်းအဟောင်းမှာတည်ရှိပါတယ်။အဲဒီနောက်ရုရှားနိုင်ငံမှာဖွင့်လှစ်ထားတဲ့ယာယီဆေးရုံဟာ68လမ်းနဲ့100လမ်းထောင်မှာရှိတဲ့မန္တလေးသီရိဘောလုံးကွင်းမှာရှိပြီးဂျပန်နိုင်ငံကဖွင့်လှစ်ထားတဲ့ယာယီဆေးရုံမှာမန္တလေးမြို့ ော်စီပင်တာယာရေးကော်မတီရုံ26လမ်း82လမ်းနဲ့82လမ်းကြားမှာဖွင့်လှစ်ချပါရယ်အဆိုပါယာယီစေးုံတွေမှာခွဲစိတ်ခန့်အသေးစားနဲ့စေဝါကုသတဲ့ပစ္စည်းတွေလည်းအစုံဝင်လေးပါရှိတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိသူတွေအားအချိန်နဲ့တပြေးညီကုသပေးနိုင်ပါတယ်အဲဒါကြောင့်ဒေသခံပြည်သူလူထုအနေနဲ့သူတို့ထံမှစေဝါကုသမှုခံယူတဲ့ကြောင့်စေးုံကြီးနဲ့ပြပယာယီစေးုံတွေကိုလူနာများခွဲကပြတ်တမယ်ဆိုပါကပုံမှုအဆင်ပြေသွားမည်ဖြစ်ကြောင်းမဟာလူမှုကယ်ဆယ်ရေးအသင်းဒူအိုခရာဦးကျော်ကျော်ဝင်းက CNN သတင်းဌာနကိုပြောပါရယ် ခုတော့တင်တာပေါ့သူကနိုင်ငံခြားလာတဲ့စစ်တပ်ဖြစ်နေတယ်ဆိုတော့သုံးတာပေါ့ပြီးွားရဲကောင်းတယ်လေဒီလိုပြောကြောင်းနေပါလားသူကဟိုအသေးစိတ်ကစာအကုန်လုပ်ပေးပါတယ်တနစ်ကြပါတယ်ဟိုလူငယ်တွေတက်လေပူကောင်းသွားတာပေါ့ဟိုမှာလည်းပြုံးမှာပြုံးနေရတဲ့တင်ကြီးရတယ်ဟိုဖြစ်ခွဲပြီးပြလိုက်တော့ပူကောင်းတာပေါ့ ူနိုင်တဲ့ပုံစံတင်နေတာပေါ့ပြီးခဲ့တဲ့မက်စလာ၂၈ရက်နေ့မှာမြန်မာနိုင်ငံမှာပြင်းအားခွန်တက်မှခွန်အဆင့်ရှိတဲ့ငလျင်တစ်ခုလုတ်ခတ်သွားပြီးတဲ့နောက်နေပြီးတော့မန္တလေးနဲ့စကိုင်းအပါအဝင်နေရာအချို့မှာနေအိမ်အဆောက်အုံပြိုကျမှုတွေဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီပြိုကျပျက်စီးမှုကြောင့်သေဆုံးသူ၄000ဝန်းကျင်နဲ့ထိခိုက်ဒဏ်ရာရရှိသူ၅000ဝန်းကျင်ခန့်ရှိလာကြောင်း AB 9ရက်နေ့အထိကုညီကယ်ဆယ်ရေးတွေဆောင်ရွက်နေကြဆဲဖြစ်ပေမဲ့လည်းအချို့နိုင်ငံမှာလာရောက်ကူညီပေးကြတဲ့ကယ်ဆယ်ရေးအဖွဲ့တွေမှာတော့နေရက်ကိုပြန်ကြတော့မှဖြစ်ပါတယ်။